ပင်စက်ခန္တီတုံညာတော့ပတ္တန်တော့အနုလောမိကံခန္တိပတိလေဝတိကုသနာမရှိတဲ့ခန္ဓာ၅ပါးကိုတုံညာလို့ရှိပါတုံညာဆိုတာလေသင်္နာတွေတခုမှမရှိအောင်တုံညာခန္ဓာ၅တွေနဲ့အတိတ်ပဲနဲ့တူတယ်နှိစက်တယ်သို့တော့တုံညာဆိုတာဒီနေရာမှာဘာကိုရည်စူးတာလဲလို့ဆိုအတ္တဆိုတဲ့အရာမရှိတာကိုရည်ရည်စူးပြီးတော့ပြောတာ တုံညာဆိုအိမ်ထဲဝင်ကြည့်လို့လူတယောက်မှမရှိရင်ဒါတုံညာကာရပဲဘယ်သူမှမရှိဘူးအထဲထဲမှာဘယ်သူမှမရှိဘူးတစ်တာလေးဖွင့်ကြည့်လိုက်တစ်တာထဲမှာဘာမှမရှိဘူးဆိုရင်တုံညာပဲဘာမှမရှိတဲ့ဟာအဲ့တော့ဒီမှာလည်းပဲခန္ဓာငါးပါးကြီးတွေကြည့်လိုက်ဘာရှိလဲအတ္တဆိုတဲ့အာဟုလောင်တဲ့အရာတွေရှိလားတုံညာလို့ပြောတာနော် လုံညာရဲ့အတိဘယ်က emptiness ဘာမှမရှိဘူးလို့ဆိုလို့ခန္ဓာခန္ဓာပဲရှိတယ်ခန္ဓာထဲမှာကိုထင်တာတခုမှမရှိဘူးလို့ဒီလိုပြောလို့လားပေါ့ခန္ဓာ၅ပါးကြီးကိုတုံညာလို့ရှုရှုမြင်ရမယ်။ဘာဖြစ်လို့တုံညာလို့ရှုမြင်ရတော့ဆိုတာမီနိဝါတိကာရကဝေဒကဒိဋ္ဌာယကဝိရဟိတတာယတုံညာတော်လို့ဆိုတဲ့ ခန္ဓာကိုယ်ကြီးမှာပိုင်ရှင်ရှိသလားလို့မေးကြည့်လိုက်မရှိဘူးဆိုင်ရဆိုင်ရအကြောင်းတွေကြောင့်ဖြစ်ပေါ်နေတာလားဖြစ်တယ်ဖြစ်ပြီးလည်းပဲပြတ်သွားတာပဲဟုတ်အုပ်ဆိုးနေတဲ့ဒီမှားရွင့်တဲ့အယူဆရှိတဲ့ပုံကိုယ်တွေချင်းတယ်လို့ခန္ဓာကိုယ်ထဲမှာနော်တာမီဆိုတဲ့အုပ်ချုပ်နေတဲ့ပိုင်ရှင်ရှိတယ်နိဝါတိခန္ဓာကိုယ်ထဲမှာအမြဲနေထိုင်တဲ့တရားရှိဗမာတွေလို့ဆိုလို့ရှိရင်ပါတော့ဆို ဝိညာဉ်ကောင်ပေါ့လက်ပြာကောင်ဗမာရဲ့အစွဲရနော်လက်ပြာတို့ဝိညာဉ်တို့အဲခဏိတောင်မှပဲဟိုလူတွေကလက်ပြာခွဲနေကြတုံးလားမသိဘူးနော်ဘယ်ကလက်ပြာမှန်းလဲမသိဘူးအဲ့ဒီလိုလက်ပြာအစွဲလန်းလက်ပြာဆိုတာဒီဝိညာဉ်ကောင်ဆိုတဲ့အယူအဆတစ်ခုဟိုနိုင်ငံခြားနိုင်ငံကြီးတွေမှာလည်းပဲဒီတိုင်းပဲ spirit လို့ခေါ်တဲ့အရာတစ်ခုအဲ့ဒီမှာ ဒီอยู่ซ้วยอ่ะအမြဲတမ်းကြီးမားတယ်တင်းကြိုင်းနေလောက်ပြီးတော့တင်းကြိုင်းနေမှာသွားပြီးတော့ပူဇော်ပတ်သနေကြတာဘာကြီးွယ်ချက်နဲ့လဲဂျပန်နိုင်ငံရောက်တော့ကဒီကိုရဆန်ဆိုတဲ့မျိုးရှိအဲ့ဒီကိုရဆန်ဆိုတဲ့မျိုးကတောင်ပေါ်မျိုးတောင်ပေါ်မျိုးမှာဘုန်းကြီးเจ้าနေအများကြီးရှိတယ် အဲ့ဘုန်းကြီးเจ้าနေရဲ့အနီးနားမှာအကြီးမားဆုံးဥယျာဉ်ကြီးကဘာကြီးတော့ဆိုသုတ်တန်ကြီးပဲဗမာပြည်မှာကြသွားတဲ့ဂျပန်စစ်သားတွေကိုထိမှတ်အယိုးကောက်ယူပြီးတော့တည်ထားတာဗမာစီဒီပုံနဲ့တည်ထားပြီးသူတို့ရဲ့သင်္ကြန်အမှတ်တရရှိတယ်အဲ့ဒီမှာနော်ဂျပန်သွားလို့ရှိရင်နီဆန်ကုမ္ပဏီရဲ့သုတ်တန်ရှိတယ်အာ တခြားတိုယိုတာတွေလည်းရှိတယ်အကုန်လုံးဂျပန်ကကုမ္ပဏီတွေကအကုန်လုံးပဲတုတ်တန်နေမှာသူတို့ကုမ္ပဏီထောင်တဲ့လူတည်သွားတဲ့လူတွေအတွက်သီးသန့်တုတ်တန်တုတ်တန်နေရှိတယ်တုတ်တန်နေလှည့်ကြည့်လို့ကတော့ကုန်မှာမဟုတ်ဘူးအကြည့်ကြီးအကျယ်ကြီးပဲအဲ့ထဲမှာအဲ့ဒီမှာဂျပန်ဘုန်းကြီးတစ်ပါးနဲ့စကားဆက်မိပြီးတော့ပြောတယ်အကားလျော်စွာနေရူးရဲ့သူတွေပေါ့လေတည်ဆုံးသွားတဲ့နေပဲဖြစ်စေတစ်နှစ်တစ်ခါပဲဖြစ်စေ တည်သွားတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့အမွေးတိုင်းနေနတ်နာတွေပန်းနေတဲ့အဲဒီသုတ်တန်တွေမှာဆူတောင်းရတယ်ဆူတောင်းတော့ခေါင်းကြီးတွေကအဲဒီသွားပြီးတော့ဟိုချန်တင်းလောက်တယ်ပေါ့လေချန်တင်းလောက်တယ်ဆိုတာသူတို့ဆူတောင်းစာတွေရွတ်တာထမရဲ့ဆူတောင်းစာတွေရွတ်တယ်ဂျပန်လိုရွတ်တယ်ဘုံတောင်လေးခောက်ပြီးတော့ဆူတောင်းစာတွေရွတ်အဲ့တော့ဂျပန်ခေါင်းကြီးကိုမေးကြည့်တယ်တည်သွားတဲ့လူတွေကိုဘာဖြစ်လို့ ဒီလိုသွားပြီးတော့ဘုံတော်လေးခောက်ပြီးတော့ရွတ်ထာတော့လို့ဆိုဘာကြီးရဲ့ချက်နဲ့ရွတ်ထာတော့တည်သွားတဲ့လူတွေရဲ့ spirit လို့ခေါ်တယ်ဝိညာဉ်လေးတွေဟာလမ်းဖြောင်းသွားအောင်လို့တဲ့သူတို့ဝိညာဉ်လေးတွေဟာနောက်ဘဝသွားဖို့အတွက်သူတို့လမ်းဖြောင်းပါစေဆိုပြီးတော့ဆုတောင်းပေးတာတဲ့ဝိညာဉ်လေးတွေအဲ့ဒီမှာရှိနေတဲ့သဘောသူတို့နေစရာလေးတွေလုပ်ပေးထားတယ်တော်တော်ဆန်းတယ် မြောက်ချစ်တဲ့လူအတွက်လားမြောက်ရုပ်လေးတွေလည်းပါတယ်လက်ချစ်တဲ့လူအတွက်လက်ရုပ်ကလေးတွေလည်းပါတယ်နော်ကလေးကြတော့ကလေးကစားစရာအယုတ်ကလေးတွေပါထည့်ပေးတာအဲ့ဒီတော့ဟုတ်ပြီလို့ဒီလိုရုပ်ဖတ်တရံစေပြီလို့ဒီ spirit ဆိုတဲ့ဝိညာဉ်တွေဟာလမ်းဖြောင်းသွားတာရောဘယ်နှခုရှိလဲဘယ်နှဦးကြွေ့ဘူးလဲလို့ဆိုအဲ့လိုတော့မသိဘူးတဲ့ဒီလိုပဲ ထုံးစံတန်ရွတ်တာဂျပန်ဘုန်းကြီးကတော့ပတ်စံရတာပေါ့လူတွေကလည်းပဲစိတ်ထဲမှာအလွမ်းပြေတာပေါ့ဒါပဲရှိမှာပဲเนาะအလွမ်းပြေဖို့နဲ့ဒီဒီအလုံးနဲ့သိသွားတဲ့ပုံကူပေါ်မှာအာသာဖြေပြောက်ကြတဲ့သဘောပဲရှိဒီအိဗေကိုဆွလို့ရပေါ့เนาะအဲ့ဒီမှာလောကလူတွေဟာအယူဆွဲဘလို့ပြင်းထန်နေဆိုခန္ဓာကိုယ်ထဲမှာ အဲ့ဒါလို့ပိုင်ရှင်ရှိတယ်သာဝရဒီနေထိုင်တဲ့ spirit ဆိုတဲ့ဝိညာဉ်ကောင်းရှိတယ်ကာရကအကောင်းဆုံးကံတရားတွေကို ပြုလို့သူရှိတယ်ဝေရကကံတရားတွေကိုခံစားတဲ့ကံရဲ့အကျိုးကိုခံစားတဲ့ဝိညာဉ်ကောင်းရှိတယ်ဒိဋ္ဌာယကစီမံခံွဲတယ်ဘာလို့မညာလို့ပဲဘယ်သွားမယ်ဘာပြောလိုက်ဘယ်လိုပြောလိုက်ဆိုတဲ့စီမံခံွဲပေးနေတဲ့ ဝိညာဉ်ကောင်းရှိတယ်လို့ဒီလိုယူဆတာတကယ်တော့အဲ့ဒီလိုပိုင်ရှင်ဆိုတာလဲပိုင်ရှင်ဖြစ်တဲ့ဝိညာဉ်ကောင်းဆိုတာလဲမရှိဘူးခန္ဓာကိုယ်ထဲမှာအမြဲနေထိုင်တယ်ဆိုတဲ့ဝိညာဉ်ကောင်းလည်းမရှိဘူးခန္ဓာကိုယ်ကြီးထဲမှာအကောင်းဆုံးအလုပ်တွေကိုလုပ်နေတယ်ဆိုတဲ့ဝိညာဉ်ကောင်းလည်းမရှိဘူးခံစားတယ်ဆိုတဲ့ဝိညာဉ်ကောင်းလည်းမရှိဘူးနော် အတိတ်ခါရကစီမံခန့်ခွဲပေးနေတယ်ဆိုတော့ဝိညာဉ်ကောင်လည်းမရှိဘူးအဲ့ဒီလူတွေထင်တဲ့ spirit ဆိုတဲ့ဝိညာဉ်ကောင်တွေထဲထဲမှာမရှိတာကြောင့်မို့လို့တုံ့ညာဒီလိုပြောတာเนาะဘာမှမရှိဘူးလူတွေကပြောကြတယ်အသက်ထွက်တယ်အသက်ထွက်တယ်ဘယ်ဟာထွက်ကျွအသက်ထွက်တဲ့ဒီခြေကကြည့်တယ်ပါးစပ်ကထွက်တော်ရလားနားရေကထွက်တော်ရလားနှာခေါင်းရေကထွက်တာအဲ့ဒါဆိုလို့ရှိရင်ပါးစပ်လည်းပိတ် နှာခေါင်းလည်းပိတ်နော်အပေါက်ဟုသမျှပိတ်ထားရင်အသက်ကဘယ်ထွက်တော့မှာတော့မထွက်အောင်လုပ်ထားမှာပေါ့အခုတော့အသက်ဆိုတာထွက်သွားရမှာမဟုတ်တာအေးမြတ်စွာဘုရားဟောထားတဲ့အသက်ဆိုတာနှစ်ခုရှိတယ်အတူတကွဖြစ်ပေရုပ်တွေကိုစောင့်ရှောက်နေတဲ့ရုပ်ဇီဝိတိန်တွေဆိုတာကရုပ်ရဲ့အသက်ဒါကဒီရုပ်ရဲ့အသက်ဟာသူ့နေရာမှာပဲသူချုပ်သွားသူချုပ်သွားရင်ဘာဖြစ်တော့ ပြည်ုံကြီးကလည်းကောမပုတ်မတူဆက်လက်ပြီးတော့ရှင်သန်းနေအောင်ထိန်းသိမ်းဆောက်ချောက်ပေးတာသူထွက်သွားရင်တော့သုံးရက်ကကြော်ရင်ပုတ်ပွာလာမှာပဲသူထွက်သွားပြီမရှိတော့သူချုပ်သွားရင်မရှိတော့နန်စီဝိတ္တိနေဆိုတဲ့အတက်ကလည်းပဲနန်တရားတွေဆက်လက်ဆက်လက်ပြီးတော့အာယုန်နဲ့တွေ့တိုင်းတွေ့တိုင်းဆက်ဆက်ပေါ်နေအောင်သူကဆောင်းရှောက်ပေးတာပရိုတက်လုပ်တယ်လို့ခေါ်တယ်။ကာဝယ်ဆောင်းရှောက်ပေးတာအနုပါလနလက္ခဏာဆောင်းရှောက်ပေးတာတဲ့ သူတို့မစောင့်ရှောက်တော့ဘူးဆိုရင်ဒီစိတ်ဟာလည်းဆက်လက်ဖြစ်တန်လို့ဖြစ်ဖြစ်ခွင့်မရှိတော့ဘူးလို့မဖြစ်နိုင်တော့ဘူးလို့ဒီလိုဆိုတာအဲ့တော့အသက်ဆိုတာထွက်သွားတာမဟုတ်ဘူးဒီနေရာမှာပဲအကြောင်းတွေကုံလို့ပြတ်တောက်ပျက်စီးသွားတာညတာဖြစ်တယ်ခန္ဓာကိုယ်ထဲမှာဒီတဘာဝတွေဝိညာဉ်ကောင်းတွေအုပ်ဆိုးနေတဲ့အရာတွေတခုမှမရှိဘူးဒါကြောင့်မို့လို့တုံညာလို့ဒီလိုမြင်ရတာပေါ့ဒီလိုဆိုတာ အဲ့ဒါလို့မြင်လိုက်လို့ရှိရင်ခန္ဓာကိုယ်ကြီးပေါ်မှာအာကိုတဲ့တွေ့တာတဲ့စိတ်တွေမရှိတော့ဘူးမရှိသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးပေါ်မှာငြိမ့်ငွေတယ်ကြောက်ရွံ့လာတယ်နောက်ဆုံးမှာဝိပဿနာဉာဏ်အမြင့်ဆုံးရောက်လာပြီးတော့နိဗ္ဗာန်ကိုအာရုံပြုနိုင်လာတဲ့ဝိပဿနာကိုကြော်ပြီးတော့နိဗ္ဗာန်ကိုအာရုံပြုလာနိုင်တဲ့အနေထားရောက်လာပြီဆိုရင်ပိစဏံခန္ဓာဏံခန္ဓာ၅ပါးတို့ရဲ့ဏိရောတော့ချုပ်ငြိမ့်မှုဆိုတာပရမတ်တုံညလောဘအပြိတ အကောင်းဆုံးနော်တုံညဖြစ်တဲ့နိဗ္ဗာန်ဆိုတာသင်္ခါရတရားတွေကလုံးဝမရှိတော့သင်္ခါရတရားတွေလုံးဝမရှိတော့ခန္ဓာ၅ပါးကြတော့တာမိနိဝတ္တဆိုတဲ့ဝိညာဉ်ကောင်းတွေအတ္တတွေမရှိဘူးတုံညနိဗ္ဗာန်ကြတော့ပရမတုံညသင်္ခါရတွေရဲ့အရေးနှမိတ်လုံးဝမရှိလို့အမြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တုံညဖြစ်တဲ့နိဗ္ဗာန်တည်းနိဗ္ဗာန်ပါပဲဟူ၍ ပတ္တံတော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်စီတမ္မတ္တနိယမံတမ္မတ္တနိယမံလို့ဆိုမေတ္တရားတို့ဩကမတိတဲ့ရောက်သွားနိုင်ပါလေဒီလိုဆိုတာပေါ့နော်